ကချင်ပြည်နယ်ပူတာဝခရိုင်မချမ်းဘုံမြို့အထိုင်ကျခလာရတဲ့တုံးခွန်တက်တဲ့ကိုစစ်ကော်မရှင်တပ်တွေအင်အားဖြည့်တင်းနေပြီးလမ်းပိုင်းတချို့ကိုလည်းပိတ်ထားဆဲဖြစ်တဲ့လို့ဒေသခံတွေစီရတီးရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ10ရက်နေ့ကနေ19ရက်နေ့အထိမချမ်းဘုံကစစ်ကော်မရှင်တပ်တွေမလီခမြင်အောက်ဘက်ကိုစီရေလှူရှာလာတာကြောင့် KIA ပူပေါင်းတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်အင်အားဖြည့်တင်းလာတယ်လို့လမ်းပိုင်းတချို့ကိုလည်းထိန်းချုပ်ထားတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ပတိပတိရဒီပူတာဝမှာ စလို့ရတော့အကနေပဲဒီစစ်တပ်တွေညာကြည့်တာလို့တော့ဟောတကတိဆိုရင်လိုတဲ့နေ့တွေပါလေပြီးတော့ဒီစီအားတော့ဖြစ်ရတော့ဘုနော်စစ်တပ်တွေပြည်ပါလေဘုနော်ဒီအပစ်ချမ်းမှာတကွေဖြစ်ပြီးကြတဲ့အတူရောဖြစ်လာရောလုံးနေတယ်ဘုနော်စစ်ကော်မရှင်တပ်တွေကမချမ်းဘောဘက်အင်အားဖြည့်တင်းနေတယ်လို့လမ်းပိုင်းတချို့ကိုလည်းထိန်းချုပ်ထားပြီးမချမ်းဘောအောက်လုံရှာရန်ဘက်ဆင်းတဲ့နောင်ခိုင်ဆက်လီစိတ်ကိုလည်းပိတ်ထားတယ်လို့သိရပါဗျ စီအချင်းကြီးကြောင့်နောက်ခိုင်ဆက်လီစိတ်ပြလိုက်တဲ့အတွက်မလိခမြက်အောက်ဘက်ကကြေးရွာအသွာလာပြတ်တောက်နေပြီးမြက်အောက်ဘက်ကစိုက်ပျိုးရေးလှုပ်ထားတဲ့ဒီတိုင်းခံတွေလည်းအခက်အခဲဖြစ်နေကြပါတယ်မချမ်းပေါ်မချမ်းပေါ်နဲ့ဒီဘုဒ္ဓဟိုလမ်းဘက်ကနေကြဲရတက်လာနေတယ်ဘောနော်အဲဘုဒ္ဓဟိုဘက်ကပေါ့အဲဒီကြောင့်ဒီမချမ်းပေါ်ဘက်ကိုဝင်းနေလမ်းတွေကိုသူတို့ထိန်းချုပ်ထားတယ်ဘောနော်ပြီးတော့ဒီနောက်ခိုင်လေးစိတ်ကလည်းပိတ်ထားတော့မယ်ဘောနော်ဒီအဲ ခံကပဲတော့သွားလို့ရတယ်ဆိုတော့ဒါမဲ့အဲ့ဘက်မှာတော့အစီအစီတော့များတယ်ပေါ့နော်မချမ်းဘောမြို့ဟာပူတာအိုမြို့ရဲ့အရှိတ်ဆေမံခန့်အကွာမှာရှိတာဖြစ်ပါတယ်မချမ်းဘောပူတာအိုကားလမ်းပိုင်းကနေတဆင့်ခရင်ရီပူပေါင်းတပ်တွေပူတာအိုမြို့ချဲဝင်လာနိုင်တာကြောင့်စစ်ကော်မရှင်တပ်ကမချမ်းဘုံမြို့ထဲကိုအင်အားဖြည့်တင်တာအပြင်မချမ်းဘုံမြို့ထဲဝင်ရောက်နိုင်တဲ့လမ်းပိုင်းတွေကိုထိန်းချုပ်တာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။စက်တင်ဘာလကုန်ပိုင်းကစပြီးစစ်ကော်မရှင်တပ်နဲ့ KIA ပူးပေါင်းတပ်တွေဟာ ပူတာအုံမြို့ထဲဝင်ရောက်နိုင်တဲ့ဆွန်ပရာဘွန်ပူတာအုံကလန်ပိုင်းနဲ့နောင်မမချမ်းပေါ်ကလန်ပိုင်းတို့မှာတိုက်ပွဲတွေခက်ဆစိတ်ဖြစ်လာနေပါတယ်။ပူတာအုံဘက်တိုက်ပွဲတွေခက်ဆစိတ်ဖြစ်လာပြီးတဲ့နောက်စစ်ကော်မရှင်တပ်ကပူတာအုံမြို့တွင်းမှာလည်းစီရင်အားဖြည့်တာအပြင်မြို့တွင်းမြို့ပြင်စီရေးလှုပ်ရှားတာတွေပုံမှန်လှုပ်ဆောင်နေပြီးညဘက်စစ်စီရေးလှုပ်တာတွေလည်းရှိလာတယ်လို့ဒေသခံတွေကတီးရပါတယ်။ပူတာအုံခိုင်အိုင်ထဲကခေါလန်ဖုံးမြို့နယ်ရှိလာဟီစင်ဒေသဘက်မှာလည်း ်စစ်ကော်မရှင်လက်လွတ်ခဲ့ရတဲ့လန်ဟေးစင်စခန်းနဲ့လန်ဆယ်မြို့ကိုပြန်သိမ်းနိုင်ဖို့အတွက်စီရေလှုပ်ရှားမှုတွေတောက်လျှောက်လှုပ်ဆောင်နေတာကြောင့်လက်ရှိအချိန်ထိနှစ်ဖက်စီရေတင်မာနေတာဖြစ်ပါတယ်ကျွန်မဟန္နာပါ